်သူကဓမ္မလေးနဲ့ပတ်သက်ပြီးတော့နေကျင်တာတည်းဒီနာမည်ဘယ်လိုခေါ်လဲနင်းတီလေးနိုင်ပါဗျာမင်းရဲ့ဖေအားအမေကဘုရားပါတာမင်းတော့အယောင်မဆိုးဆေးရောက်ပြစ်စမှာလားဒီမွေးလာတဲ့အချိန်ကတိတက်တဲ့အရင်ကြတော့အမေကဘုရားပါတာအဖေကအစ္စလာမ်ဖြစ်နေတော့ဒီဘေဘာတော်တော့ကိုနေ ်။အာတပည့်တော်အဖေရဲ့အထူးဆုံးဆိုတော့တပည့်ကအစ္စလာမ်ဘက်ပဲပါပါတယ်ခင်ဗျာ။တနည်းမှာလည်းအစ္စလာမ်ဘက်ဖြစ်ရမယ်အဲ့လိုစိတ်ကူးလည်းရှိပါတယ်။အဲ့တော့အစ္စလာမ်ဘာသာတရားမှာဘုဘယုံကြည်နေတဲ့အချိန်ဒီဘာသာသားလေးကမှန်လုံးလို့ကျန်တဲ့ဘာသာကျတော့ညီမှန်လေဦးမလားလို့တွေးကြတာရှိတယ်။အစပိုင်းတော့မတွေးခဲ့ဘူးခင်ဗျာတပည့်တော်ရဲ့အစ္စလာမ်ကအမှန် ်အငယ်ချင်းချင်းနဲ့လည်းအမြဲအမြန်ဖြစ်ရတဲ့အဲ့ဘာသာရေးကြောင့်တပည့်တော်တပည့်တော်အစံအမှန်မဲအမဲနောက်ပိုင်းမှတည်လာတာအဲ့တော့အစ္စလာမ်ဘာသာဝင်ခိုင်နေတဲ့အချိန်ကတာဘာသာဝင်ငယ်ချင်းချင်းနဲ့တွေ့တော့ညီညာဖြစ်ရတယ်သူပါတာဟုတ်ပါတာပေါ့အဲ့ဒီရေးပြကြရံပြတော့ဒါနဟုတ်အကြီးတာဘာသာတရားမပါဘူးဆိုရင်ရံပြစရာရှိတယ်မရှိပါဘူးဗျာအဲ့ဒါဆိုဘာသာတရားကလည်း လွယ်မှားရှိနေမယ်ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုရင်ဘာသာတရားကြောင့်အမှုတရားတွေပေါ့အဲ့တော့ညီအဲ့တော့ instant ဘာသာဝင်အနေနဲ့ဆိုအခုတော့ဥသိရှိတရားလာခြင်းနဲ့ဆိုတော့ဘုရားဘာသာတော့ဘလို့လို့တောက်ဝင်လာတယ်ဆိုရဲအကြောင်းရင်းဘလို့ဖြစ်လာတယ်ဆိုတော့လေးလျှောက်ပြီးတော့အစ္စလမ်ဘဝတွေကကံကံကြိုးရုံနဲ့ လူများကိုရိုက်ပြီးလို့နားလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်ရဲခြင်းပြီးလို့ရှိရင်ကိုယ်သားလည်းနားအဲ့လိုပဲနားနေပြန်အဲ့လိုမျိုးလည်းထိုင်ပန်တော့ကိုကောင်းတာလည်းကောင်းတာဖြစ်မယ်မကောင်းတာလည်းမကောင်းတာဖြစ်မယ်အော်အစ္စလာမ်မှာကျတော့တပည့်တော်လည်းကိုယ်ဝယ်ခဲ့တာပဲပုတ်ခတ်တာတော့မဟုတ်ဘူးပြန်ဒါပေမဲ့သူတို့ကျတော့ဟိုတည်သွားပြီးတော့လို့ရှိရင်ဘယ်တော့မှမရောက်ဘူးနောင်တော့လည်းမရှိဘူးပြန် မရှိဘဲနဲ့ကြားမှန်းနေပေါ့ကဘာတရားစီရင်တဲ့နေကြမှာအလရှင်မြတ်ကကောင်းတဲ့နေရာမကောင်းတဲ့နေရာအဲ့လိုခွဲပေးမှာပေါ့နော်အဲ့လိုမျိုးအဲ့အိမ်လည်းတပြိတော့တိတ်တော့ကြိုက်ဒါမဲ့ဟိုဘာမှမပြောဘူးဗာတိချမတည်သေးလို့နေမှာပဲလေဆိုတဲ့စိတ်ပဲရှိခဲ့တာဗျာဒါမဲ့တပြိတော့2013မတိုင်ခင်ပေါ့နော်အဲ့မတိုင်ခင်မှာဟွာပရမဏီအသားအမင်းသားအဲ့မှာလေတွေးမိတာဟိုးရရတပြိတော့တွေးမိတယ်ဘာလို့ငဲသားတက်တာလဲတက်တာလဲပေါ့နော် ဟိုခုံးကလူများဘာသာတွေဆိုလို့ရှိရင်လူများအသက်ကိုတတ်လို့ကုသိုလ်မရအောင်လေသူတို့အစ္စလာမ်မှာအတ္တတန်ကုသိုလ်ရတယ်ကုသိုလ်လုပ်နေမှာသူတို့ကနောင်မတပါမဲ့ဟာလို့သူတို့ကပြောကြတယ်တပည့်တော့အဲ့ဒါမှမခံဘူးနောက်အော်နွားအတွေ့အထိအများတပည့်တော့မြင်နေနောက်သနာမာရီလို့ပြောတော့တပည့်တော့အဆုခံ အဲ့မှာတပည့်တို့ပြန်စဉ်းစားတယ်ပေါ့နော်ဟုတ်ဘူးလို့ဘမမဆိုလို့ရှိရင်လည်းအဲ့လိုပဲပါဠိပါဠိကံလေဆရာအားနဲ့တပည့်တော့လက်မခံကျင်တော့အဲ့ချိန်မှာတပည့်တော့ညံုံသွားပြီးလည်းပြီးတော့ဘုရားကလာလို့တော့မဆွဲစိတ်ဘူးနဲ့တပည့်တော့ကဒီလရှင်ဝင်ချင်တယ်လို့ပြောလိုက်တယ်ပြောလိုက်ပြောအားကြီးကောင်းလေးရနေပြီးတော့ဒီလရှင်ဝတ်ပြီးတယ်တပည့်တော့ဒါနဲ့အဲ့ဒီတော့ကတပည့်တော်ကဟိုတရားမှတ်တယ်ဆိုလို့ရှိရင်လေတရားထိုင်လိုက်တယ် တနင်္ဂနွေတော့ထိုင်နိုင်တယ်ဗျာဒါပေမဲ့တပြည့်တော့ငွေတော့အကြောင်းလေးတွေးတယ်ကြောင်းတဲ့တဲ့အကြောင်းလေးတွေးတယ်အဲ့လိုတွေးရဗျာအဲ့ဒါကိုတရားမှတ်တယ်လို့ထင်တာနောက်တော့ကောင်းလေးကနေအဲ့လိုမဟုတ်ဘူးတဲ့လို့ပြောပြတော့ပြီးတော့စိတ်ညစ်လိုက်တာဘာတွေပြောမှလည်းမသိဘူးပေါ့နော်အဲ့လိုပဲတွေးခဲ့တယ်နောက်ကျတော့ तू ကနေဖန်ရောက်ဖို့စိတ်တောင်းတယ်ပြီးတော့မချုံတောင်းပြီးတော့နေဖန်မရောက်ကျင်သေးဘူးနောက်ဘဝရည်ပေါ့နော်ဘဝကောင်းကောင်းနေနေတဲ့ ဘာသာတရားတရားထိုင်လို့လည်းပါမှာအင်းမှန်ပါဗျာအာတပြီးတော့နိဗ္ဗာန်မရောက်ချင်ဘူးဗျာနိဗ္ဗာန်မရောက်ဘဲနဲ့နိဗ္ဗာန်ရောက်ပါလေဆူတောင်းတယ်ဆူတောင်းတယ်တပြီးတော့ရဲ့ရဲထားတာငါဘွားကြရင်ကအဲဘောနောချမ်းသာရင်ဖြစ်အောင်မယ်နိလက်ချင်ရင်လည်းချမ်းသာအောင်မယ်ဘောနောအဲ့လိုတွေးတာနှစ်ဒီပိုင်းကတော့ဖြစ်အောင်မယ်ပေါ့အဲနောက်ပြီးတော့တပြီးတော့အဲ့လိုဘွားပဲတိုက်တယ်တိုက်တက်ခဲ့တယ်ပေါ့နော်။နောက်ဒုတိယအကြိမ်2014မှာတပြီးတော့တရားစခန်းဝင်တော့လည်းအဲ့လိုပဲဗျ။အာနဲ့ဟိုဟာဝင်ရွှေထွက်လေအကြောင်းမှတ်တော့ဝင်ရွှေထွက်လေတော့မှတ်တက်လိုက်အဲဒီတော့ ဲ့ဒီကိုတပြီးတော့ဘောနောလူပြရတဲ့ဝိဒုဝိဒုခိုင်ပါတယ်တပြီးတော့နားမလည်ဘုရားဒါမဲ့အဲ2015မှာဒီကောက်ပဲလေးအဲတော့အဲနဲ့ကောင်းလေးကိုတပြီးတော့အမဲဆွဲလာအဲနဲ့သူကပြင်ပြီးမဲဆွဲသွားတာတပြီးတော့မဲထည့်ပါလို့မဲထည့်ရင်ဘာထည့်မလဲဆိုတော့သူကအန်တဲ့ဒီတဲ့ဒါမဲ့မထည့်ဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်လို့မဲထည့်ပေးပါလို့ကျော်လေးပြန်လို့သူကအဲ့ဒါဆိုသူခိုင်းတာလို့ရင်ချက်ပြီးမင်းဆိုသူကပါခိုင်းပါလေဆိုတော့သူကတဲအိမ်ကိုတက်ဖက်30နှစ်မှာတဲ့ကိုရစကံဝင်ပေးပါတဲ့ အဲ့လိုပြောလိုက်ပြလိုက်ပေါ့တပြီးတော့ကိုယ့်ရဲ့စကန်ဆိုစဉ်းစားတာပေါ့နော်ဝင်ပေးတာတော့ရတယ်ဒါပေမဲ့ကျောင်းမှခွင့်ယူရမှာလေခွင့်ရမရှိတော့ဘူးဆိုတော့အဲ့နဲ့ဆရာကြီးကဘာသာကြားအဲ့လိုလုပ်လဲဆိုတော့အယောင်းဝန်တာလေတဲ့အဲ့ဒါကြောင့်မူသွားပါတဲ့ခွင့်ပေးမယ်ပေါ့အဲ့နဲ့တပြီးတော့ခွင့်ပေးလိုက်တော့တပြီးတော့ကားလမ်းမှာဒီပိုင်းစဉ်းစင်းပြီးတော့ဗမဲနေမှာပဲကားပေါ်မှာပဲတပြီးတော့စဉ်းစားတယ်တပြီးတော့မင်းကြောင့်သွားတာမဟုတ်တော့တပြီးတော့သွားတဲ့ဒီတရားစကန်မှာတရားရအောင်ရှာခဲ့မှာပေါ့နော်တရားရအောင်ရှာခဲ့မယ်ဆိုတဲ့စိတ်တော့တွေးလာတယ်ခင်ဗျာ အဲအဲ့မှာဒိန်းတက်ပဲ32ကိုရောက်တော့ရတော့ပြီးတော့မဟာဗေမြတ်ရဲ့ကျင့်ရတယ်ဆိုတော့ကြောက်တော့ကြောက်တာပေါ့ခင်ဗျာအဲ့နဲ့တပြီးတော့အမှကျင့်ခဲ့ပြီးတော့ဒီလူပြရတဲ့ဘောအောင်နည်းနည်းမိုးပြီးစားတော့ပြုလာပြီဒါပေမဲ့စိတ်တော့မကုန်သေးဘူးတပြီးတော့လေနိဗ္ဗာန်တော့ဆူတောင်းလာပြီအဲ့ဒါပဲတွေးလိုက်မိတာကနိဗ္ဗာန်ဆိုတာကအရင်ဘယ်လိုပြောမလဲပွာဝေးတဲ့နေရာပေါ့နော်ကျိုးသားရတဲ့ပြမောင်အပြတိုင်းနဲ့တပြီးတော့ကျတော့အဲ့လိုမျိုးမရောက်နိုင်သေးဘူးလို့ ဒါပေမဲ့တပိတော့တွေးလိုက်တဲ့တွေးရနိဗ္ဗာန်မဖြစ်ခင်ပေါ့နော်သောတာပန်တည်ခြင်းနဲ့လို့သောတာပန်ဒီဘောမှာမတည်ဘူးဆိုလို့ရှင်နဲ့နောက်ဘောအတွက်ထောက်ပံ့ဖြစ်ခြင်းနဲ့လို့အဲ့နဲ့အမြင်အဲ့လိုအဲ့စုထောက်ပံ့ဖြစ်ပါစေဆိုရဲဆိုပြီးတော့တောင်းတော်တယ်ဗျာအဲ့နေပြီးတော့ဟိုမဟာပလေးကိုကြောက်တဲ့အတွက်တပိတော့ကဒုတိယအကြိမ်ကိုမဝင်တော့ဘူးဗျာဝင်တော့ပဲနဲ့အဲ့မှာ Facebook ကြည့်နေတဲ့တငယ်ချင်းတွေကအမှန်သူတို့အကြိမ်ဝင်တဲ့လူတွေကပုံလေးတင်ကြတာပုံလေးတင်တဲ့ချိန်မှာသူတို့တော့ရသေးလို့ရှိရင်လုံးနာဘာလို့မရခဲ့မှလဲလူကကိုတစ်ခေါက်သွားတာလို့ မရချင်တဲ့တရားအောင်မရခဲ့ဘူးလို့ဒီတစ်ခေါက်မှာတရားရအောင်ချာမယ်ပေါ့။ဒါအောင်သွားမယ်ဆိုတဲ့အချိန်မှာ17လပိုင်းမှာဒုတိယအချိန်ရှိသေးတယ်ဆိုလို့အဲ့ဒါပြီးတော့စရင်ရအောင်ပြီးရပြီလဲပြီးရောအဲ့နဲ့ဟိုဟာစရင်ရအောင်ပြီးပြီးတော့ဒုတိယအချိန်ရအောင်ကျင်တာဗျာ။အဲ့မှာမမီမမတို့နဲ့တခမ်းနဲ့ဗျာမမီမမရဲ့ဟိုတိုက်တွန်းမှုကြောင့်သူကဖြစ်တဲ့ကြောင့်သမီးမဟာပလင်ကိုတုံးကျင်ကြတယ်ဗျာ အဲ့ဒါ ਈ တော့ညအယုကမ္မထံပါလို့မြင်နေအဲ့ဒါတပီတော့အယုစုကမ္မထံဝင်သွားတယ်အမြင်တာပထမချိန်လေးကမြင်တာအယုစုကမ္မထံမြင်နေလျောင်းကမ္မထံအကျင့်လိုက်ပြီးတယ်တပီတော့အယုစုကမ္မထံအမြင်နဲ့ရှုလို့ရတယ်ဗျာဘောအကြောက်တော့မှဆိုလို့တပီတော့ကောင်းရဲ့အမြင်ပေါ်ခိုင်းနေဗျာအဲ့ဒါအောင်နောက်ပြီးတော့အထိုင်းနေတဲ့တပီအာဓုပါကြီးကိုလေလူမျိုးကိုလေပုတ်တော့ဆွေးမြေတော့ အိမ်မတ်တော်ပြီးတော့အာဒုက္ခကမကောင်းတဲ့အိမ်မတ်တွေမတ်တယ်လို့ထင်တာနောက်တော့မှတော့မိရပြတော့မဟုတ်ဘူးလေအဲ့ဒါအတုပါကွာလို့ရတယ်တိလားဆိုပြီးတော့ပြီးတော့အမြဲတမ်းကိုယ့်ကိုယ်ကိုရောလူများတွေရောအဲ့လိုအတုပါကွာတတယ်နောက်ပြီးတော့စိုင်းငယ်မောင်းနေလို့ရှိရင်လည်းအဲ့လိုပဲအဲ့ကားမောင်းနေလူစိုင်းငယ်မောင်းနေလူပေါ့နော်မြင်လိုက်လို့ရှိရင်ပြီးတော့အရိုးစုလုံးမိတ်ပြီးလို့ကြည့်လို့ရတယ်ကြာမြင်ရတော့အရိုးစုဘုရားရှင်မှာဆေးရစကားနဲ့စကားလုံးမိတယ်စိတ်အသွင်ပြင်းကြွားမှုရှိတာလေ အာတပီတော့အာပြန်လိုက်ရတော့အများကြီးပဲဖျားထားမယ်တပီတော့ဟိုမရောက်ချင်တဲ့နေပုံအရင်ရောက်ချင်တယ်ဘာလို့လူဘဝအရင်မုန်းမှုကောင်းလဲဗျာဘာလို့ဒီခန္ဓာကိုယ်ရှိနေလို့ဒီဝေဒနာတွေဘောနောရှိနေလားတခါတလေဘိုင်းအောင်လာတော့ကောက်ကြိုက်တာလို့ဆိုလို့ရှိရင်တပီတော့ဒီခန္ဓာကိုယ်ကိုအရင်မုန်းနေဗျာမုန်းပြီးတော့တပီတော့ဒီအိုင်မုန်းလို့လို့ရှိရင်ဒီရောဝေဒနာပဲမုန်းလို့မရအောင်ဗျာဒီခန္ဓာကိုယ်ကြီးချောင်ဖြစ်နေတယ်ဆိုတော့အတွေ့တွေးပြီးဟောရတယ်ခဏရတယ် တင်မအဲ့ဒါကြောင့်တပြီးတော့နောက်ထပ်ဘဝတွေကိုသွားချင်တော့ဗျာလိုချင်တော့တင်မအဲ့အဲ့တွေ့အဲ့အဲ့တွေ့ပြီးသွားတယ်ဒီဘုရားနောက်ပြီးတော့ဘုနာတချို့အရာတွေမှာတီးခံနိုင်လာတယ်ဥဒေခါပြုံးနိုင်လာတယ်ဗျာမဟာမင်းငါးနိုင်ချိန်လို့ငင်းရှင်းရှင်းကြတင်မဗျာဝင်ကြစိတ်ထဲမှာ တင်မအဲ့လိုရှင်းလေးတော်ပြီးတော့တပည့်တော်လေးတော်ပြီးတော့အဲနောက်ခန်းထဲကြတဲ့ကြောင့်အဲအခန်းထဲကြတော့တပည့်တော်ထောက်လေးချုံလေးချမ်းတယ်ဗျာအခန်းထဲမှာချမ်းတာတပည့်တော်မမီမမောင်းဗျာအဲ့လိုချမ်းတာအဲ့တော့မမီမမအဲ့ဒါဘုံကြီးကြားမြေတမီးတဲ့အဲ့လိုပြောတယ်ဗျာအဲ့တော့နောက်ဘာလို့လဲ၃နှစ်ကြီးတော့နောက်ဆုံးချိန်ကြီးတော့အောက်ကဒုက္ခဝေဒနာမှာဆင်းရဲစိတ်ရှိတယ် အမရှိတော့ဘူးခင်ဗျာစိတ်ကလေးဝင်လို့နေလိုက်ကြစိတ်ကဟိုထိုင်နေတော့သူချိတ်ချိတ်တာချိတ်ထားတာတပည့်တော်ဘယ်လိုပြောအောင်လဲခန္ဓာကိုယ်ကြီးနဲ့ပုံနဲ့ကမဆိုင်တယ်လို့ပဲဆက်ဆက်တော့တင်ပါခင်ဗျာအောက်ကကဲကဲထုံကျင်နေတဲ့ဝင်လာနေတက်နေတဲ့အောက်ပိုင်းခန္ဓာကတခြားတင်ပါယင်ဝါလေးကနေအချက်ကိုလွတ်နေတဲ့စိတ်ကလေးကတခြားတင်ပါခင်ဗျာအဲ့လိုတခြားနေပြင်းတော့ဒုက္ခဝေဒနာအပေါ်မှာဆင်းရဲမှုချုပ်တင်ပါခင်ဗျာဉာဏ်ရမှုရတင်ပါ အဲ့ဒါကဘုန်းတော်ဘုရားကတန်တေးဟိကိုချက်ချင်းလက်နဲ့ယူပြီးမှန်ပါဗျာနောက်မှခဲ့တယ်မှမဟုတ်ဘူးခုပဲတဲ့အင်းကျန်းစရာမင်းရိုးစုနဲ့လူတွေကြည့်လိုက်တော့ညီညီနဲ့ယောက်ျားမင်းမလို့ပုဂ္ဂိုလ်တော်ရှိတယ်ဆိုတဲ့စိတ်ဖြစ်သေးလားမရှိတော့ဘူးရှိတော့ဟဲ့အဲ့တော့ယောက်ျားမင်းမပုဂ္ဂိုလ်တော်မရှိတော့ဘာသာကြားပဲခုလူမျိုးပဲဒီလူမျိုးပဲဆိုတဲ့ လူမျိုးဝဲွာတာကိုရှိသေးလားမရှိတော့ဘူးဗျာဟုတ်တယ်ဟိုသူတို့ပိန်ကားဝလာလည်းမရှိတော့ဘူးဗျာရှိတော့အဲ့ရိုးစုဖြစ်မြင်လို့ရှိရင်ဘာမှမရှိတော့ဘူးကလားဒီဗမာတွေတရုတ်တွေဂျပန်တွေမရှိတော့ဘူးအဲ့လိုပုပ်ကိုခွဲခြားမှုမရှိတော့ဘူးဆိုရင်ပုပ်ကိုခြင်းကပြိုင်ဆိုင်မှုမရှိတော့ဘူးတင်ပါဗျာယေကုနာတော့ကတကယ်ချင်းတွေလည်းဘာသာတရားကြောင့်ယံဖြစ်ရတာတင်ပါအခုတော့ရိုးစုမြင်လိုက်တော့ယံဖြစ်เสียရှိသေးလားမရှိတော့ဘူးဗျာအဲ့လိုဆိုရင်ဘောဓမဘုရားရဲ့ တရားတော်ကြီးချက်ချင်းလည်းငင်းမဲ့အမှားတွေကိုပယ်နိုင်ပြီးတော့အမှန်နဲ့မြင်တယ်။အမှန်နဲ့မြင်တော့အရင်ကတော့ညီတို့ယောက်ျားမင်းမပုဂ္ဂိုလ်တ attva ရှိတယ်လို့ဆိုထားတယ်။ဟုတ်တဘာသာနဲ့တဘာသာမှာလဲသူတို့ဘာသာငါတို့ဘာသာဆိုပုံပုံပါမလားဟုတ်လားအခုအယူသူမြင်တော့ပုံပုံပါသေးလားပါပါတော့အဲ့တော့ပုံပုံပြောတော့ဒီအယူသူကြီးပဲမြင်လာတော့ချစ်စရာမုန်းစရာလို့ရှိသေးလားရှိတော့ပါဘူးခင်ဗျချစ်တယ်ဆိုရင်လောဘကံလောဘကံလို့ ထိုလောဘကိုဆုံးရှုံးမှာထိုအာယုံကိုဆုံးရှုံးမှာကြောက်တယ်အာထုတ်ယူပါတယ်အာထုတ်တဲ့အခါမှာအပြိုင်ဆိုင်ရှိဘူးအရှုံးနိုင်ရှိဘူးအဲ့လိုဆိုရင်လောဘဒုက္ခကိုအာထုတ်ရင်လည်းဒေါသတွေကိုဖြစ်မလာဘူးလားဖြစ်လာပါဗျာဖြစ်လာအဲ့လိုလောဘဒေါသတွေဖြစ်နေတဲ့စိတ်ကျင်နေတာကြီးနေမယ်ဆိုရင်ဘယ်ဘာသာဝင်ဘယ်ဘလူပဲဖြစ်ဖြစ်စင်းရဲနေတာဘာသာကတည်းကစင်းရဲနေတာလည်းရှားဖြစ်ဟုတ်ပြီဘောဓမဘုရားကြတော့ဒီစိတ်ကိုပဲစင်ကြအောင်စေကြခင် ုဒ္ဓဘာသာဘာသာတစ်ခုအနေနဲ့ကိုယ်ပွဲထားရတယ်ဘုရားကငါလည်းမသိတော့မှအခုလိုပဲအယူမှားမှမှအမြင်မှားဒီမှားလို့ဘုနာတိဒုက္ခကြီးခဏခဏရခဲ့တယ်အခုတော့အမှန်မြင်သွားတော့ဘုနာတိဒုက္ခခန္ဒီမဲ့တဏှာကိုရှိတော်တဲ့ကြောင့်ကတော့ဘဝမဖြစ်တော့ဘူးဘဝမဖြစ်လို့ရှိရင်ခန္ဓာအဖြစ်ဆုံးဝိုင်းမနေညာဘူးလားမနေပါဘူးအဲအဲ့ဒါကိုဘောရမဘုရားကဟောကြတယ်ဘောရမဘုရားဟောတဲ့ ပြီးတဲ့ကျင့်စဉ်မျိုးစစ်ကိုညီကိုယ်တိုင်အားထုတ်ပြီးတော့ကိုယ်တိုင်မငြိမ်းချမ်းဘူး။ငြိမ်းချမ်းပါလေ။ညီအရင်ကတော့ကျင့်ကြဲဆိုထောင်းတဲ့ဒေါသကြီးဖွင့်မယ်ပြောမယ်ဆိုမယ်ဆိုတဲ့စိတ်ကြီးစိတ်ကြမ်းနေရှိ။အရင်ကတော့ဒီကျန်တဲ့အဲ့တော့ဒေါသဖြစ်ရင်တော့ဟိုအရင်ပြောမှဆိုမယ်လို့ပြောဒေါသဖြစ်ရင်တော့အရင်စိတ်တော်တယ်ဗျာ။ဒေါသဖြစ်ရင်ပြောတယ်ဗျာ။ဟုတ်ကြတော့ပြစ်ခါပြနိုင်လာတယ်။အဲ့ညော့ဗျာဘုရားမကောင်းဘူးဘုလူပါတာမကောင်းဘူးဘုလူပြော ကိုယ်စိတ်ကကိုယ်စိတ်ထဲမှာလောင်နေတဲ့လောဘဒေါသအကြီးကြီးကိုဘယ်လိုတတ်အဲ့လိုမတတ်ရင်ကိုယ်စင်းရင်မိမိကြောင့်အခြားပေါင်းဝင်ခြင်းနဲ့စင်းရင်အဲ့ဒါကြောင့်ငြိမ်းချမ်းဖို့ဆိုတာမိမိစိတ်ထဲမှာရှိတဲ့ကိလေသာတတ်မှာလာနေငြိမ်းချမ်းမှုမှန်ရပါလေအခုကြီးဒုက္ခဝင်တယ်ပြီးတော့ဒေါသတွေလောဘတွေမခံနိုင်ဘူးစင်းရဲရုံးမကံပဲဆိုတဲ့စိတ်ကြမ်းတွေပေါ်သေးလားပေါ်တော့ပေါ်တော့တေရောစင်းရုံစင်းရုံဟုတ်ပါဘူး အရာဝါဒအစစ်ပဲဘာသာတရားညာမိမိတို့ပါရဒီဘာသာကိုအရင်ဦးကြောင်းဆရာမှာလုပ်တယ်ဒီဆရာဘာတယ်လဲညပါရလာကဘယ်လောက်ရမရမမလုပ်ဘူးပြစ္ဆုတ်ပါမယ်မဟုတ်လားညစာဝင်နေဒုက္ခပြဒနာကြီးရှိတယ်အဲ့ဒီပြဒနာကိုရှင်းဖို့အတွက်အလုပ်လုပ်တယ်အမှန်တော့ပြစ္ဆုတ်ပါဒုက္ခရောက်နေတယ်မကြွေးဒုက္ခရောက် မသိပင်းဒုက္ခရောက်ပြေးလိုက်လို့ရောမလို့ပင်းဒုက္ခရောက်စဉ်းရင်ဟုတ်တယ်အဲ့ဒီအချိန်မှာမိမိငြိမ်းချမ်းမှုဆိုတော့မိမိလုံစာနဲ့ကာယဉာဏ်နဲ့လို့လို့ရတဲ့ဘုရင်နဲ့ကိုယ်ဒုက္ခကိုကိုပြန်ပြီးဥစားနေကြဘယ်ဘာသာရင်းဝင်နေလျှောက်ပြောပြောအာလုံးလူသားတွေဟာပြစ္ဆုတ်ကတဏိမစားတဲ့ဒုက္ခကိုတဏိခိတ်တင်နေရအခုတော့ညီစိတ်ကလေးနေရတာအခါတိုင်းနေရတာနဲ့မတူတော့ဘူးတင်ပါ ဟောပထမချိန်တော့မှတပိတော့ဟောအသေးတက်တဲ့စကားဆိုရင်ဟောဘလို့သေးတက်ရမလဲလို့သေဘလို့ဘလို့ဖြစ်မလဲသူကအမြဲတမ်းစဉ်းစားရပြတပိတော့တချို့ဟောညီမညီမညီမလေးဆိုလည်းပြောရင်ဒီအသေးတက်တဲ့စကားဝင်လာတာဘလို့သေးတက်လဲပြောပါအောင်သူကပြောရင်တပိတော့ဟောအမှန်တကယ်ပြန်ပြောတတ်ဘူးခင်ဗျာမဟာမင်းဘာလို့ကြံလဲဆိုလည်း ကျင့်ရတယ်ဆိုတော့တည်တယ်လို့တော့မပြောတတ်ဘူးဗျာဒုတိယတစ်ကြိမ်အချောတက်မှမှာတပြီးတော့အသေးတက်တဲ့ဟာအဲမဟာပလင်းဘာလို့ကျင့်လဲပေါ့နော်ဟိုဟာအဲ့အရာတွေပါမဟာပလင်းကျင့်ရတဲ့ခံနိုင်လားမခံနိုင်လားအဲ့အရာတွေပါတပြီးတော့တည်လာတယ်ဗျာအခုတော့ဒီအစ္စလမ်ဘာသာဝင်တွေရောဗုဒ္ဓဘာသာဝင်တော့သူကဗုဒ္ဓဘာသာဝင်တာတွေမဝင်တာတွေမသိတယ်မဟုတ်ပါလားထွက်လို့ဒီဘာသာဝင်ရမယ်ဆိုရဲဗုဒ္ဓဘာသာမှာမရှိတယ်မ မြေကိုတရားကျင့်တယ်။ဒီအစ္စလာမ်ဘာသာယုံကြည်တဲ့သူကဘာမှမလုပ်ဘူး။သူကညီရတိတတ်တာ။ညီစိတ်ကြီးရဲ့ပြိတ္တာဆိုင်ချမ်းကြီးချုပ်ပြီ။ဘုရားကဒီအတွက်ပဲသူ့ကိုဘိုးဘွယ်ဖို့သူ့ဘာသာဝင်ဖို့ခေါ်ရတာဘုရားဘုရားခေါ်ရတဲ့တရားမှာတလုံးပါ။တင်ပါဗျာ။ကိုစိတ်ကကိုယ်လောင်ကျွမ်းတဲ့ပြိတ္တာကြီးကိုပြန်ကကြဖို့ပဲပြောတာ။ညီရပေးတာဒီလူချင်းယူမလို့ရင်းနေဒါပဲပြောတာ။တင်ပါ။အခုတော့ညီ အယူသူကြီးကောက်သွားရတော့ညီတူရဲ့ယုံလည်းအယူသူကြီးရှိတော့ပုဂ္ဂိုလ်တ attva ပြောက်သွားတော့သူပြောတဲ့စကားတွေကညီခံလို့ရတယ်လားမရတော့ဟုတ်ပြီနော် တပီတော့လိုက်စားရင်တပီတော့စွတ်စွတ်ပြပြအကောင်လိုက်စားလို့ရတယ်အကြာလေးလိုက်စားရင်တော့အရင်နာတတ်တယ်ခင်ဗျာတိုင်ဝဲလိုမျိုးဆိုရင်လေပြီးတော့ညကံချောင်ပြတ်တဲ့အချင်းရှိရခင်ဗျာအဲ့ဒါနဲ့တပီတော့ဒီအဲ့တန်းကိုမှတတိယချိန်ချောတက်ဝင်ပြီးတော့နလားလောက်ကြတော့အဲ့ကောင်လေးကမှဆိုင်ကနေအများလိုက်ပြောတာပြီးတော့အရင်စိတ်တော့ပြန်ပြောမလို့အဲ့လိုပကနေကြည့်လိုက်တဲ့အချိန်မှလေစိတ်ထဲမှာရုပ်ရည်တွေးမိသွားတာဩလို့ ဟိုသူကဘာမှမကြည့်ဘူးနော်သူ့အယိုးစုလိုမြင်ကြည့်ပြီးမြင်လိုက်တာမြင်လိုက်ပြီးလဲပြီးတော့ဟောလို့အယိုးစုကြီးရာလို့အယိုးစုအယိုးစုကြီးရာအယိုးစုကြီးတစုကပေါ်ဆဲရယ်ဟိုနောက်ငါငါဆိုရအယိုးစုကြီးပေါ်နော်ဒီအယိုးစုကြီးကိုလာပြီးတော့လိုက်စနေတာပါလားလို့အဲ့ဒီအပေါ်မှာတပြီးတော့ဘာမှလမ်းကြောက်အောင်မရှင်းဘူးပြောချင်တော့သူအဲတော့ဒါကြီးလောဘကြီးချုပ်ငင်းသွားတယ်တင်ပါဘုရားကအဲ့လိုပြစ်စုပါတန်တိတိကိုချက်ချင်းယူပြီးမြင်အာကာလီကိုအခါမလင်းယူပြီးမြင် ဒီတရားထိုင်မှရအိမ်ဝင်နေမှရမဟုတ်ဘူးအခုကြီးတတော်တွေအလုံးကြီးနေနေဘလို့ဆန္ဒရှိတယ်ဆိုတော့ကြီးရဲ့ခံစားမှုအောင်မူတည်ပြီးတော့အခြားပုဂ္ဂိုလ်တွေအလုံးဘလို့တိုက်တွန်းရင်းနဲ့ဆန္ဒရှိတယ်ဆိုတော့ရှော့အော်တပည့်တော်အဲ့လိုမျိုးတပည့်တော်အဖေဆိုလို့ရှိရင်တပည့်တော်ဘုရားဟောတာအရင်ပြစ်စင်ရှင်းတယ်တော်သူကနေမနေကြောင်းသိတယ်ဗျာသိပြီးတော့သူကအဲ့လိုဖြစ်နေတာ is a long way is a long way is a long way ဖြစ်နေတာ လို့သူ့ပြောလို့ရှိရင်တမီးတရားဆွေးနွေးမှုလို့နည်းနည်းလေးစားလိုက်လို့ရှိရင်သူ့အရင်ပြောတော့ပြောပြီးသူကပြန်သွားသူ့လုံးဝပြောလို့မရအောင်ဖြစ်နေတာအဲ့တော့ညီနေတဲ့ခန္ဓာ အဲ့ကြောတနာနဲ့တပည့်တော်မိလေးတပည့်တော်ဟိုနောက်သူတေလွန်သွားတဲ့ခါကျရင်တပည့်တော်ကျေးဇူးမဆက်နိုင်မှာဆိုရယ်ကျေးဇူးမဆက်နိုင်ဘူးကွာသူ့ကိုတပည့်တော်ဘုရားဘာသာဖျောင်းလို့ပြီးစစ်မှန်တဲ့တရားကိုရသိချင်တာဗျာဟိုသူတေသွားလို့ရှိရင်သူအခုတွေလို့ရှိရင်တပည့်တော်တွေးတယ်သူတေသွားပြီလို့ရှိရင်ငါဖေငယ်ရဲ့ခံရမှာမလားနောက်မှကျရင်ဒီလိုဖြစ်ပါမလဲဒီကျိုးတွေခံစားရတော့မယ်ဆိုတဲ့စိတ်ပဲတပည့်တော်တွေးပြီးအချိန်မကောင်းဖြစ်တယ် ကိုကဲလို့မရအောင်ဆိုရင်ကတော့ကဲတင်းတော့တို့တော့ကြိုးစားကြည့်ရပါတော့ဒါပေမဲ့မရအောင်ဆိုတဲ့အဆုံးမှာကိုစိတ်မကောင်းအောင်ဘုံကြုံရတယ်ဘာမှလုပ်လို့မရအောင်ဗျာဂိမ်းကြီးအရင်တော့အစ္စလမ်ဘာသာမှာတော့အခြားဘာသာကမကိုးကွယ်ဘူးလို့ဆိုမြတ်တာတမန်ဒီလေဆိုမြတ်တာတမန်အဆုံးမြတ်တယ်ဟုတ်ကြီးကြီးရတယ်ဆုံးမြတ်တာဆုံးမြတ်ထားတာရင်တူလူပြီးမဲ့ညီကစွဲကင်ထားတာမရှိဆုံးတော့ဆိုအရင်တော့အစ္စလမ်ဘာအစ္စလမ်ဆိုပြီးတော့စွဲကင်ရတယ်နောက်တော့စွဲကင်ထားတာမရှိတော့ ပြီးတော့ပလီတောင်တက်တော့မဟုတ်လို့ဇွဲကင်ထားမှုမရှိဘဲနဲ့ဘယ်အမှန်တရားကကိုယ့်အတွက်အကျိုးရှိမလဲဆိုတာဒီစုံစမ်းတယ်တင်ပါအတိတ်ဘဝတွေဘာတွေရှိတယ်ဆိုတော့ဒီလက်ခံလက်ခံပါလေဟုတ်ကဲ့လက်ခံပုံလေးရှောက်အာတပိတော့ကဟိုအမလေးကပြန်ပြီးတော့အဲ့မှာတရားထိုင်နေတဲ့မဟာမင်းထိုင်များတို့မှာတပိတော့ မြန်မြန်နေပြလာမယ်ပြီးတော့အတိတ်ကိုပြန်မြင်နေလို့မသိဘူးနောက်တော့မှတိကျတိကျလူတွေကအဲ့ဒီအမားတွေကိုတွေပေါ့ဓမ္မမိတ်ဆွေတွေကပြောပြတော့မှတပိတော့အော်အတိတ်ကအလိုလားပေါ့အလိုမသိဘူးဘယ်လိုမြင်လာလဲတပိတော့အလိုလိုဟာတရားနိုင်လိုက်ပြီဆိုလို့ရှိရင်လည်းငကားပုံမြင်တာဗျာငကားရေထဲမှာသွားနေတဲ့ပုံလေးပေါ့နော်အဲ့လိုမျိုးအများကြီးမြင်နေဗျာအာငကားပုံပြောဆိုတပိတော့အလိုမျိုးအဲ့မှာပြောပြတတ်တယ်ဗျာ မကားပေါ့အဲ့အဲ့ဒီမျိုးကောင်တွေကအရှိဖို့ရအောင်ဆက်မြင်သလိုရှင်တပြီးတော့ဒီတဘွားတို့သူမြင်နေဟာကိုမလို့ရှိဖို့အမြင်မှလည်းတပြီးတော့တွေးခဲ့ဘူးလေဗျာဒါပေမဲ့အရင်တကယ်မြင်ရတဲ့အချိန်မှာတပြီးတော့ကြောက်သွားတယ်ဟိုဒီမြင်မှအဲ့မှာဟိုကကြတော့တပြီးတော့မြင်ရတယ်ရှိဖို့ရှိဖို့တပြီးတော့တည်အောင်မြင်ရတယ် တည်တော်ကတပည့်တော်ကခေါင်းဖြူနေတဲ့အပိုင်ရွားမှတည်တာတပည့်တော်အလောင်းချင်းကိုဂျွာပြင်မှာထုတ်တာတပည့်တော်ကပြင်မှာတည်လာတော့လေဂျွာထဲကိုမထည့်ဘူးအဲဒီတော့လည်းတပည့်တော်အုံနောက်ထွက်ချက်ပြန်ပြီးတည်သွားတာအဲအဲ့အစစလဲလဲလဲနောက်ကြတော့တပည့်တော်ဒီနေ့ဟိုဂျန်တဲ့လူတွေလည်းဟိုဒီညကူမတန်းနေတာတော့ဂျန်တဲ့လူတွေလည်းတောင်းရကရသဘောပေါက်သူတွေဆက်ကြလေးပြောပြောတင်ပါတော့တပည့်တော် ဟိုကဘောအဲတော့မြင်တာကဘောတုံးအဲ့လိုရင်းရင်းပဲမြင်တာပြတပြီးတော့အဲအခွားကြီးဘောကအခွားကြီးအဲဘောနော်ငကားဘောကငကားဘောကအရှိမအခွားကြီးဘောကအခွားကြီးဘောကအရှိမငကားဘောကပဲဗျာငကားဘောကပဲအဲ့မှာအခွားကြီးကအဲ့လိုမျိုးကောင်းအောင်လို့တချက်ပြပြီးသေးသွားတာတဲ့တပြီးတော့အဲတော့ကအဲတော်တော်အိုနေကြွရော90ကျော်ကြီးနေရရွာသူရွာသူကြီးရမင်းမှာပြန်တပြီးတော့အဲအဲနဲ့နောက်အဲ့ဘောကရှိဘောကထားလိုက်တော့အဲအဲ့တော့တပြီးတော့ အင်ရှင်ရနကနကမအဲ့ဒီရဲ့ရှိဘောထလိုက်တော့အဲ့တပီတော့အာအဲ့ဒီရဲ့ရှိဘောထလိုက်တော့တပီတော့ကဟာငရဲကြနေရဗျာငရဲဦးလည်းမာလေးအရန်လည်းပူတော်မယ်ဗျာစီးဦးလည်းတပီတော့ကြော်တယ်စုရည်လည်းထိုးတယ်ဗျာအာပြီးတော့တပီတော့အင်ရှင်ရဘွာဟွာတယုံမတယုံနိုင်ငံတရားမပုံဗျာတယုံနိုင်ငံတပီတော့ဟွာ မင်းသမီးကအဲ့ဒါကိုတပီတော့သူကတခြားနိုင်ငံကိုစစ်တေငင်းချင်တာနဲ့ပဲဟိုစစ်ရင်းငင်းချင်တာနဲ့ပဲတပီတော့အဲ့လိုမျိုးတက်ဆက်ဖို့စဉ်းစားတပီတော့အဲ့ဒါကိုလက်မခံအမှတပီတော့တိုင်းနဲ့ကောင်းနဲ့စောင့်သေးတာဗျာအဲ့နဲ့ကောင်းနဲ့စောင့်သေးတယ်အဲ့ရနေပြီးတော့မှတပီတော့မနောဝကြတော့အမြင်ရခံမြင်ခံပြီးတော့တခါဟွာငကားတန်ဖြစ်တယ်ဗျာအဲ့ဒီဟွာရဲ့အရှိဘွားက အဲ့ဒီတယုတ်ဝါတယုတ်မင်းသမီးရှိဘဝကြာတပြီးတော့အဝိရှောနဲ့ခေါ်ရတယ်ဗျာခေါင်းကြီးကြောင့်လည်းမာလေးအဝိရှောရတာသူဘုရားကလည်းဘုန်းကြီးရောတင်ပါအဝိရှောရတာတပြီးတော့တော်တော်ဆင်းရဲ့ဗျာအဝိရှောမှာစားရတာတပြီးတော့လေအဲ့အဲ့မှာလည်းတပြီးတော့အမှုတကြောက်ပြဲ့ပြီးအဝိရှောနေခေါင်းကြီးရဲ့တင်ကအဝိရှောနေနဲ့တပြီးတော့ကတင်ကအဝိရှောနေနဲ့အမှုတကြောက်ပြဲ့သွားတာအဲ့ဘဝမှာအဲ့တော့အဲ့ရဲ့ရှိဘဝကတပြီးတော့ ဟိုတီကောင်ဟိုပါဗျာတီကောင်ဖြစ်တာတီကောင်တော့မှတပီးတော့လူငင်းလို့ပြီးတော့တေသွားတာဒါပေမဲ့အဲ့ခုနှစ်ကြောင်းဝင်နေရပဲတီကောင်ဒါပေမဲ့အဲ့တီကောင်ကလူငင်းလဲငင်းလိုက်တော့တပီးတော့တေသွားတယ်ဒါပေမဲ့တပီးတော့ဟိုဖုန်းကြီးအရင်တန်နေကြားခဲ့ပြီးတော့ကြားအကြရဲ့ဒါပေမဲ့အဲ့တိရစ္ဆာန်မဆိုမသိနိုင်ပါဘူးဗျာဒါပေမဲ့ဖုန်းကြောင်းဝင်နေမှာဆိုတော့တော့ဘုရားအဲ့တပီးတော့ရဲ့ခွာစည်းပြန်ဖြစ်တာဗျာအဲ့တီကောင်ဘဝရဲ့ရှေ့ကတပီးတော့နှစ်ပေါင်းများစွာအော်ဘာနော် မရဲ့အမျိုးခံရတယ်ဗျာပြီးတော့ကောင်းကိုတလင်းလုံးကြီးလည်းကြိုက်တာလည်းခံရတယ်ဗျာနောက်ပြီးတော့ဟိုကောင်းကိုတင်းမုတ်တွေနဲ့ထုတ်ရလည်းခံရတယ်စူးရလည်းထုတ်ရလည်းခံရတယ်ဒီဘူးကြော်ရလည်းခံရတယ်ဗျာအဲ့ပြီးတော့အဲ့ဒါရဲ့ရှိဘဝပြီးတော့ကလာရခင်တာကလာရင်းမှလည်းပြီးတော့ဟိုကဖုံးတော့တပတ်စုံမှန်ကြော်တော့တပြီးတော့တပိတ်ကိုရိုက်ခွဲတာဗျာ ဲ့ဒီတပည့်ရဲ့ခွဲလိုက်တဲ့အကြောင်းကြောင့်တပည့်တော်ကဘုရားကြီးဘဝဆက်တိုင်းခေါင်းနဲ့ပတ်သက်လို့ကြွေးဆက်ရတယ်ဗျာအဲဒီဘဝမှာလည်းတပည့်တော်ကဟိုတွေးအံပြီးတော့အတင်းကုန်းနဲ့တင်းရတယ်ကလိုင်းဘဝမှာတရားတည်ပြီးတော့နောက်ဘဝဖြစ်လျာဘဝအဲမှာလည်းတပည့်တော်ခေါင်းနဲ့ပတ်သက်တဲ့ဘဝကြီးမြန်မြန်ဖြစ်တယ်ဗျာခေါင်းနဲ့ပတ်သက်ပြီးတင်းရတာအဲ့လိုမျိုးကြီးပဲဖြစ်တယ်ဗျာဒီဘဝမှာလည်းတပည့်တော်ဟိုကားအစီတံဖြစ်ပြီးတော့ကောင်းအယုံအမနဲ့အောင်ကြောင်းရောက်ခါလာပြန် အဲ့လိုမျိုးလေးပြန်မြင်ပြီးတော့တပြုတ်အရင်ကြောက်တယ်ဗျာအဲ့ဟာကိုနောက်ဆုံးဒီအဲ့ကလိုင်းပွားလေးမြင်တာကဒီမြင့်ရွာတရားစခန်းဒီနေ့တကြံကြတာတပြုတ်ဟိုဝေဇော်ရီးယားမှာဟိုတိလရှင်ဝင်လိုက်တယ်ဗျာဝေဇော်ရီးယားမှာတိလရှင်ဝင်လိုက်တော့အဲ့မှာပြန်ပြီးအဲ့လိုမြင်တာဗျာအဲ့နဲ့တပြုတ်ကြည်ညားဝေကျွေးကိုဒီဘွားနောင်ဘွားကြီးမတဲသွားချင်တော့ပြီးတော့အရန်ကြောက်တယ်ဗျာပြီးတော့ဆူတောင်းတယ်နောင်ဘွားအတိမတဲပဲနဲ့ဒီဘွားမှလည်းကြေအောင်ဆက် နေရာဆက်ဆက်ခွင့်ပေးပါဆိုပြီးတော့အမြင်နဲ့တိတ်ခတ်နေတိတ်ခတ်တော့တခါဟိုမှာအဲ့လိုပဲအနာပါနာရှူနေရတော့သူ့ကိုရှူနေရပြန်တပြီးတော့မြင်နေရတာတော့သူ့အော်တိုမက်တစ်မြင်နေရတာတိုင်းမြင်ရအဲ့အခုနတပြီးတော့ပေါ်တယ်မြင်နေရပြန်အဒလိန်လုံးနဲ့လိမ့်နေတာဟာလေးတော့တပြီးတော့ကိုခံနာနေရတယ်လို့တပြီးတော့အယံပူတော့နေအဲဒီတော့အိုင်ဟိုရှူနေရတော့သူ့ရှူနေရအယူတန်းရက်မသွားဘူးပြောတယ်တပြီးတော့ဆရာလေးတရားလေး အာအဲ့လိုမျိုးညင်နေတော့သူချူနေရချူနေတာတက်တက်ပဲညင်နာညင်နာတက်တက်ပဲနောက်တော့တပီတော်အားတဲ့တော့ကခေါင်းကြီးထုတာနဲ့ထုတယ်ဘောနော်အဲ့လိုမျိုးအဲ့မှာတပီတော်တော်တော်လေးကျင်းနေတယ်ဘာလို့လဲဆိုတော့ဒီဘွားတယ်မယ်တပီတော်ကျွေးတယ်ဆက်လိုက်ရလို့ပြန် နောက်မှဆိုတော့ပါမှာတပြီးတော့အရေးအဖို့ဘဝလည်းဖြစ်လာခဲ့တဲ့ခါလေးကဒီဘဝအတိအကျမကြည်နိုင်သေးဘူးဘယ်လိုဒီဘဝမကြည်အောင်မဆက်ဘူးဆိုလို့ရှင်နောက်မှမှလည်းတပြီးတော့ပါအောင်မှာပဲအဲ့ဒါအောင်နောက်မှမှလည်းဒီချက်ဆိုးမလားမဆိုးလားဆိုတော့တပြီးတော့မပြောနိုင်ဘူးဗျာဟုတ်ပြီအဲ့တော့ဖန်သင်းရှင်ဆိုတဲ့ပါတာဝင်ရဒီဘဝမဆတ်လို့ဖြစ်တယ်သေသွားရင်နောက်ဘဝဆိုတာမရှိဘူးမရှိဘူးဗျာတရားစီရင်ဖို့နာခံမှုစောင့်အခုဒီဘဝတွေအများကြီးမြင် ဲ့လိုဆိုရင်ဒီဘဝခံနေခံတာပဲလူဖြစ်ပြီးတော့နောက်ဘဝမရှိဘူးဆိုတာမှန်မှန်မှန်ပါဗျာအဲ့လိုမှန်မှန်ဘူးဆိုတာကလောက်ကြံပြောတာတင်ပါဒီကိုယ်တိုင်ကိလေသာမှာစင်ကြယ်စီတဲ့အဲ့တမာတိမရှိရင်မြင်မှာမြင်မှာအဲ့တော့ဘာသာတရားကိုဆွဲကင်နေနေရမှာစัญญမဖြစ်နေတာကဘောဓမဘုရားဘောဓရာအတိတ်ဘဝအစဉ်သက်ရှိကောင်းတာလို့ရင်ကောင်းတဲ့ဘဝရုပ်တယ်မကောင်းတာလို့ကောင်းမကောင်းတဲ့ဘဝရုပ်တယ် လက်ရှိမကောင်းမှုအာကျင်းလက်ရှိတင်အကျိုးပေးတယ်လက်ရှိကောင်းမှုအာကျင်းလက်ရှိတဲ့အကျိုးပေးတယ်အဲ့ဒါမျိုးစဉ်းစားပေါ်လာရှိတယ်သို့တော့အခြားဘာသာရှင်ဘာသာတွေနဲ့ကြောအခြားတွေဖြစ်နေတယ်ညီပါရှင်အဲ့လိုဆိုတော့ဘယ်ဘာသာမှားတယ်မှန်တယ်ဆိုတာညီကိုပိုင်းတမာတိရှိမှဆိုပြတယ်တမာဒီလိုပဲလျှောက်ကွေးဟုန်နဲ့မြင်မှာမြင်မှာအဲ့လိုဂေါရမဘုရားက तू အဟောတတ်တယ်မဟုတ် तू အတိတ်ဘဝစဉ်းစားရှိတယ် तू အပြောတတ်တယ်မဟုတ် ငါလူပြီးခြင်းငါပြီးတဲ့တမာတိကျင့်စဉ်ခြင်းကျင့်လို့မြင်လာလိမ့်မယ်အခုခုနကညီဘောကဆင်းသက်တယ်ညီစိတ်ကူးပြီးပေါ်လာတယ်သူ့ဘောကပေါ်လာသူ့ဘောကပေါ်လာအေးဟုတ်ပြီအဲ့တော့ညီကံကံရဲ့အကျိုးယုံကြည်မှုရအောင်ပါဘူးလားအေးရသော်ဘုရားကံကံရိုးယုံကြည်ပါစွာလက်ခံတဲ့ခင်ဘုန်းကြီးဘဝတွေကြောက်သွားအပြစ်အကုသိုလ်တွေလောမှာကြောက်သွားညီအကုသိုလ်လို့တော့အဲ့ဒီအကုသိုလ်တွေကတဘောတိုင်းမဟုတ်ဘဝတိုင်းဆက်တိုက်လို့လိုက်ဆိုပြီးလာ အဲ့လိုညီပုံကံကိုင်းကျိုးယုံကြည်ပြီးတော့အတိတ်ဘဝရှိတဲ့ဘဝစင်စဲရှိတယ်ဆိုတာသိပါတယ်ဒီလိုသမာဓိရှိတဲ့မရှိတဲ့ပုံကတော့လက်ခံပါဘာသာမဲ့ဆိုရင်ဘုဆိုတော့အကြောင်းနဲ့အတွေ့အခေါ်အယူဆနဲ့ဘာသာမဲ့ပညာနဲ့သမာဓိနဲ့ဆုံးဖြတ်တာညီအကောသမာဓိနဲ့ပညာနဲ့ဆုံးဖြတ်တာကိုယ်ပိုင်းမြင်ဦးဇင်းတို့ကညီဓာရီကြည့်ပါဓာရီဒီဘောရီရှိပါတယ်လို့တိုင်လုံးတာတော့ဘုံမှာပါ ညီရဲ့အတိတ်ကနာတော့ဘုံကြောင်းနေမှာကံစည်စနာကြောင့်ခဝါချော်ပြီးဘုံတင်ကနေချော်ပြီးရဲ့ဆိုရဲကုသကံကြောင့်ညီပေါ်ရပါတာဖြစ်တယ်ဒါအတိတ်ကအထောက်အကူရှိတယ်ဘုံလုံးဘုံကြီးဒီဘောကတော့နေတော့အစ္စလာမ်ဘာသာမှအစ္စလာမ်ဘာသာပဲအခုတော့ကံကံရဲ့အကျိုးဘဝအစဉ်စစ်မြင်လဲမြင်တော့ဘောရမဘုရားကိုတန်လျာမရှိကျိုးကြည့်သွားတယ် ်မြတ်ဘုရားယုံကြည်သွားတဲ့ညီကိုဝင်ကျင့်တော့တရားပေါ်မှာလည်းယုံကြည်တယ်။ဒီတရားတော်မြတ်ကြီးကိုသေဆောင်ပြီးကျင့်နေတဲ့သံဃာတော်တွေကလည်းယုံကြည်တယ်။အတိတ်အနာဂတ်ကလည်းယုံကြည်တယ်။အဲဒီတော့ကြောင့်ဒီတန်ဖိုးရရှင်တော်ကြောင့်တော်တော်ရမှာပုဂ္ဂိုလ်ကံတိုင်းကျိုးယုံကြည်သွားပြီ။သူများခိုင်းလို့ပြောလို့ယုံကြည်တာမဟုတ်ကိုယ်ပိုင်အကြောင်းအယူဘဝအစဉ်ဆက်ကိုမြင်တော့ကံနဲ့ကံရဲ့အကျိုးတွေရှိတယ်ညီသပိတ်ပေါက်ခွဲတော့ အဲ့ဒီအဘုဒ္ဓကံကောင်းတန်ရာလေးကြီးပဲဘဝတွေရမလာဘူးလားရပါပြီအဲ့ကံနဲ့ကျူးကံကိုင်းကျူးအဲ့လိုတန်မြတ်မရှိယုံကြည်သွားတာတော့ဝဲဘုရားယုံကြည်တယ်တရားယုံကြည်တယ်သံဃာကိုယုံကြည်တယ်အကျင့်ကိုလည်းယုံကြည်တယ်အတိတ်ကြောင်းလည်းယုံကြည်တယ်ပစ္စုပန်လည်းယုံကြည်တယ်အနာဂတ်လည်းယုံကြည်တယ်ယုံမာကြီးရှိချင်မှညွန်ညွန်သွားတာတော့တော့မှာပေါ့အာတော့ရမလို့တော့ရမစင်းနေငယ်သားကဘုရားအဲ့ဒီအစားလေးတော့အပေလေးပါတကားပဲအဲ့လိုမှကံကိုင်းကျူးမယုံကြည်ပဲနဲ့ အယူမာတွေဆွဲကြိုက်ထားမိဝါရမာတွေဆွဲကြိုက်ထားမိဆိုရင်ဒီပုဂ္ဂိုလ်တွေကနောင်ဘဝအပေလေးပါးတော့ရှိတာဘူးညီကိုငရဲခံရဲဆိုကိုလေးတွေကငရဲရှိတယ်ဆိုတာဘုရားကမကြိုက်လို့ခြားတယ်ကိုကငရဲတဲ့တန်နဲ့ကံပြီးလို့ငရဲကြတယ်။ဟောညီကိုတိုင်းပြီးသွားပြီ။အဲအဲ့ဒါကြောင့်မလို့ညီအနှိမ့်ချုပ်ပြီးတော့လူမျိုးတိုင်းဘာသာတိုင်းအတွက်လူရင်းလေးနဲ့ဘလိုများဆန္ဒရှိတယ်ဆိုတော့ကျော် ဟိုအမေတခြားဘာသာကိုစော်ကားရတာမဟုတ်ပါဘူးဒါပေမဲ့ဟိုတပီးတော့ဖို့ပြောခဲ့တယ်လို့စစ်မှန်တဲ့တရားတော်ကဗုဒ္ဓဘာသာပဲလို့ဘယ်ဘာသာမှမရှိဘူးခင်ဗျာနိဗ္ဗာန်လောက်ငြိမ်းချမ်းရဲ့ညီအေးတဲ့ညာမရှိနိုင်ဘူးထင်တယ်ခင်ဗျာတပီးတော့ထင်တယ်တော့ဟုတ်ကောဟုတ်တယ်အထုံးကြီးကမနိဗ္ဗာန်ပဲ ချမ်းသာခြင်းနဲ့ဆင်းရဲခြင်းနဲ့ထိုရင်းအမှန်နိဗ္ဗာန်ပဲအဲ့တော့တပည့်တော်ခင်တဲ့ချစ်တဲ့လူအကုန်လုံးမှာပဲအကုန်လုံးကတပည့်တော်ကဒီတရားကိုကျင်းကြပြီးတော့သိနေခြင်းနဲ့ရရှိခြင်းနဲ့သူတို့ပုံရင်းမှာလည်းရရှိခြင်းပြီးတော့ဒီဝိဒနာတွေကိုကြော်လွားနိုင်ခြင်းနဲ့အတိအလုံးအတိတက်စေခြင်းနဲ့ဗျာအတိရင်းချမ်းတက်စေခြင်းနဲ့တို့ဘုအကုန်လုံးလူ့ဘုဖြစ်နိုင်ပြီမဲ့အဲလူစီခြင်းနဲ့ဗျာသူတို့ဒီတရားတွေကိုကျင့်စေခြင်းနဲ့ကျင့်မှလို့တိုက်တွန်းခြင်းတို့ပြီးတော့ တာရခေတာ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 ဂိုင်းမထောက်ညီလာမေးခြင်းနဲ့လို့ရှိရင်ညီလာပြည်မျိုးတင်ပါအကြောင်းဆရာပါလို့အဲ့တော့ညီလေးစားတစ်ဆယ်မြင်းဆောင်144ရနာနာအောင်ပတိရှိတော်ဂျာလန်ပြည်မျိုးပါဗျာဟုတ်ပြီအဲ့ဒါဆက်သွေးပြီးတော့ဒါတော်မေးခြင်းနဲ့သူရင်ညီလက်ခံပြီးတော့ရှင်းပြပေါ့နော်လက်ခံပါဗျာ